င်္ဂလာပါခင်ဗျာဒီမိုကရေစီမြန်မာအသံရုံးမြင့်တမ်းကြားအစီအစဉ်လေးကိုရှုစားနေရတာဖြစ်ပါတယ်ဒီကနေ့မြန်မာတက္ကီ1384ခုတစောင်းမိုးလာဇန်9ရက်ခရစ်နှစ်2012ခုနိုဝင်ဘာလ20ရက်အင်္ဂါနေ့ညနေ4နာရီခန့်စူးစီးရရှိထားတဲ့ပြည်တွင်းပြည်ပဒီမိုကရေစီမြန်မာအသံသတင်းပေးပို့ချက်တွေကိုတင်ဆက်ပေးသွားမှာပါခင်ဗျာ 21ကြိမ်မြောက်အာဆီယံထိပ်သီးစုလွဲကိုတက်ရောက်နေတဲ့သမ္မတဦးသိန်းစိန်နဲ့ထိုင်းဝန်ကြီးချုပ်ရင်လက်တို့တရားတွေ့ဆုံပြီးတဝဲအထူးစီးပွားရေးစုံစီမံကိန်းကို2015မှာအပြည့်အသက်လှုပ်ဆောင်မှုအတွက်ထပ်မံသဘောတူခဲ့ကြပါတယ်။ကမ္ဘောဒီးယားနိုင်ငံဖနံပင်မှာလိုမာစကွေးနေကပြုလုပ်ထားတဲ့အာဆီယံတရုတ်အစည်းအဝေးပြင်ပမှာဦးသိန်းစိန်နဲ့ထိုင်းဝန်ကြီးချုပ်တို့တွေ့ဆုံပြီးတော့တဝဲရင်နဲ့စိန်ကန်းနဲ့အထူးစီးပွားရေးစုံတည်ဆောက်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီချက်ရခဲ့ကြောင်းသမ္မတရဲ့ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်ခင်ဗျာ။ လက်ဗရောင်းတော်ဂျင်းနီစီမံကိန်းကိစ္စလွှတ်တော်ကမဆုံးဖြတ်သေးခင်မှာလုပ်ငန်းတွေခေတ္တရပ်ထားဖို့ဥပိုင်ကုမ္ပဏီနဲ့ရွာသားတွေညှိနှိုင်းနေရမှာသဘောတူညီမှုများခဲ့တာကြောင့်ဒေသခံတွေကစီမံကိန်းရုပ်ရှင်မှာတပိစကန်းဖွင့်ပြီးတော့နေရောညပါဆက်လက်ဆန္ဒပြနေပါတယ်။ခွန်မသာဒီသတင်းပေးပို့ထားပါတယ်ခင်ဗျာ။တို့ဒီစုဝဲကိုဒါမအောင်မြင်ဖြစ်သိဘူးဘိုင်ကောင်ကြီးခေါ်သွားရဲ့ခေါ်ရဲ့ခေါ်ရဲ့ဒီကောင်ကြီးခေါ်ရဲ့ခေါ်ရဲ့ခေါ်ရဲ့ဆန္ဒပြနေကြတဲ့အထဲမှာ မန္တလေးမစိုးရင်တိုင်နဲ့တိုင်ကတန်ဃာတော်တွေမြတ်တောင်တိုက်ပခုတ်ကူကတန်ဃာတော်တွေနဲ့မုံရွာကတန်ဃာတော်တွေလည်းပါဝင်နေပါဗျ။လက်ပတောင်တောင်ကျင်းနေစီမံကိန်းကိုမြမစီပွားရေးဥပိုင်ကုမ္ပဏီလီမိတက်နဲ့တရုတ်ဝန်ပောင်ကုမ္ပဏီတို့ဖက်ဆားလုပ်ကင်နေတာဖြစ်ပါတယ်။ပြည်သူများကရွေးချယ်တင်ရောက်တယ်လို့ပြောတဲ့တို့တော်ထဲမှာမဲအများဆုံးရတဲ့ရန်ခိုင်ဖွံ့ဖြိုးပါတီဟာယနေ့ပြည်သူတွေဒုက္ခရောက်နေလို့ဒီဒုက္ခပင်လဲဝင်နေတဲ့ဒုက္ခဒုက္ခခဲကြီးကို ဖြတ်ပေးပါလို့တောင်းဆိုနေတာမကြားသိဘူးလားကြားသိသလားကြားသိပါတယ်ခင်ဗျဥပိုင်ကုမ္ပဏီဘက်ကတော့ဒီစီမံကိန်းကိုရဆိုင်မှာမဟုတ်ဘူးလို့ပြောကြားထားပေမဲ့ဒေသခံတွေကလည်းဒီစီမံကိန်းမရဆိုင်မခြင်းဆက်လက်ဆန္ဒပြတောင်းဆိုသွားမယ်လို့ပြောနေကြပါတယ်ကျွန်တော်ခွန်ပါတာပါမေဂန်တမရဘာရက်အိုဘားမားရဲ့မြန်မာပြည်ခီးစဉ်ဟာရှေ့အာရှဒေသရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအပိဂုဏ်ကြီးရောက်လိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းတရုတ်နိုင်ငံသားရေးဌာနကပြောဆိုလိုက်ပါတယ် အမေရိကန်သမ္မတရဲ့တမိုင်းဝင်ခီးစဉ်ဟာအမေရိကန်နဲ့မြန်မာနိုင်ငံကြားကတနိုင်ငံဆက်ဆံရေးကိစ္စဖြစ်ပေမဲ့လည်းဒေတာတို့မှာပါအကျိုးရှိနိုင်တယ်လို့တိုးနိုင်ငံကြီးဌာနကပြောခွင့်ရသူကိုကိုးကားပြီးလိုမာ၁၉ရက်နေ့ကစင်ဝါသတင်းမှာရေးသားထားပါတယ်မြန်မာနဲ့အမေရိကန်ထိတွေ့ဆက်ဆံတာများလာပေမဲ့လည်းတိုးနိုင်ငံမြန်မာကြားကဆက်ဆံရေးအပေါ်မှာတိုးဘက်ကယုံကြည်မှုအပြည့်အဝရှိကြောင်းလည်းပြောဆိုထားပါတယ်ခင်ဗျာ မြန်မာဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးတွေကိုကမ္ဘာဆိုင်ချင်းမီအောင်ဆောင်ရွက်နိုင်ဖို့အမေရိကန်ကအကူအညီပေးသွားဖို့သမ္မတဦးသိန်းစိန်ကတောင်းဆိုလိုက်ပါတယ်။ဥက္ကဋ္ဌမရဲ့သတင်းပေးပို့ချက်မှာရှုစားနိုင်ပါတယ်ခင်ဗျာ။နော်မလာ၁၉ရက်နေ့ကအမေရိကန်သမ္မတရဲ့ခီးစဉ်အတွင်းတွစ်ဆုံဆွေးနွေးစဉ်မြန်မာသမ္မတဦးသိန်းစိန်ကအခုလိုတောင်းဆိုလိုက်တာပါ။ကျွန်တော်ဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေးနောက်တစ်ခါကျွန်တော်ဒီလူ့အခွင့်အရေးနော်ဒါတွေကိုကမ္ဘာဆိုင်ချင်းဆောင်ရွက်နိုင်တဲ့ပြည်အောင် ဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်လူမျိုးတွေရဲ့အရေးသွေးအဆင့်တန်းတွေမြင့်မားလာအောင်ကျွန်တော်ဒီပညာရေးတို့ကျန်းမာရေးတို့နောက်တော့ဝန်ထမ်းတွေရဲ့ကျွန်တော်ဒီအရေးသွေးမြင့်တင်ရေးတို့ဟိုဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းအမေရိကန်နိုင်ငံနဲ့ကျွန်တော်ကပူးပေါင်းဆောင်ရွက်သွားဖို့အတွက်ဒါသမရိုင်းရှိရလဲသဘောတူချက်တွေကျွန်တော်ရရှိကြပါမယ် ဒါပြင်မြန်မာအမေရိကန်နှစ်နိုင်ငံဆက်ဆံရေးတွေကိုလည်းအခုထက်ရှေ့ဆက်ပြီးပုံမတို့တက်ကောင်းမွန်လာအောင်မြန်မာအစိုးရအနေနဲ့ဆောင်ရွက်သွားမယ်လို့လည်းဦးသိန်းစိန်ကပြောကြားလိုက်တာဖြစ်ပါတယ်။တော်တော်ကျွန်တော်ပြီးခဲ့တဲ့အနှစ်20ကျော်ကာလမှာတို့ကျွန်တော်တို့နှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာအကြောင်းကြောင်းကြောင်းကျွန်တော်တို့ဒါအခက်အခဲတွေကျွန်တော်တို့ကြုံတွေ့ခဲ့ရပါတယ်။တော်တော်လည်းကျွန်တော်တို့မစ္စတာအိုဘမားသမ္မတဖြစ်လာတဲ့နောက်ပိုင်းမှာဒီသမ္မတကြီးရဲ့အမြင်မြင်ကြီးမားမှုနောက်တော့ဒီနိုင်ငံကြီးဝင်ကြီးတို့သာမကြီးတို့ရဲ့ဝိုင်းဝန်းကြိုးပမ်းအထောက်အမှုကြောင့်ကျွန်တော်တို့နှစ်နိုင်ငံရဲ့ဆက်ဆံရေးဟာ ထူးထူးခြားခြားကျွန်တော်တို့ကောင်းမွန်လာပါတယ်လို့ဒီလိုကောင်းမွန်တဲ့ဆက်ဆံရေးကိုလည်းရေရှိတည်တံ့ခိုင်မြဲအောင်ကျွန်တော်တို့ရှေ့ကိုဆက်ပြီးတော့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒီပေါ်အမေရိကန်သမ္မတဘာရက်အိုဘားမားကတော့နိုင်ငံတွင်းပြည်ပြန်ပြောင်းလဲမှုတွေကိုဒေတာရင်းနဲ့ကမ္ဘာလုံးတိုးတက်မှုတွေအထိဆောင်ရွက်သွားဖို့ကိုအကြံပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ် Uh, the, the steps that he's already taken uh, for democratization တမ်ပရာကြီးရဲ့လှုပ်ဆောင်ချက်တွေကနိုင်ငံရေးအရတိုးတက်ပြောင်းလဲလာတဲ့ကိစ္စတွေစီးပွားရေးအရပြည်ပြန်ပြောင်းလဲမှုတွေဟာတကယ်ပဲဒီနိုင်ငံအတွက်တိုးတက်အတိုးတက်ကြောင်းတွေဖြစ်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဒါကြောင့်တိုးတက်လာခဲ့မယ်ဆိုရင်တော့နိုင်ငံတွင်းမှာပါမကဘဲနဲ့ဒေတာရင်းတိုးတက်မှုတွေရောတစ်ကမ္ဘာလုံးတိုးတက်မှုတွေအတွက်ပါအကျိုးရှိမှာဖြစ်ပါတယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်အော်ရှေ့ကိုကျွန်တော်ဆက်ပြီးတော့နိုင်ငံကျွန်တော်တို့ဓာတ်ညွှန်ရည်ရှိမှု နောက်ကကျွန်တော်ဒီစာနာမှုနောက်ကတံပိုးထားမှုနော်ဒါလေးနဲ့ကျွန်တော်ရှေ့ကိုဆက်ပြီးတော့တွန်းပါပဲဖြစ်ပါတယ်ဒါပြင်မြန်မာနိုင်ငံရဲ့နျူကလ িয়ার လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းမပြောင်းပွားအောင်ထိန်းသိမ်းလှုပ်ဆောင်ဖို့ကိုလည်း American သမ္မတကဒီတွစ်ဆုံမှုတွေမှာပဲတိုက်တွန်းပြောကြားခဲ့တာပါ and i shared with him the fact that လူများကိုထိခိုက်တည်ကျပျက်စီးစေနိုင်မဲ့လက်နက်ကြီးတွေပပအောင်လုပ်တဲ့နေရာမှာမြန်မာနိုင်ငံအနေနဲ့လည်းမပြန့်ပွားအောင်ထိန်းသိမ်းလှုပ်ဆောင်ဖို့ကအရေးကြီးပါတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ် အမေရိကန်သမ္မတဘာရက်အိုဘားမားနိုမာလာ19ရက်နေ့မနက်ပိုင်းကမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးတော့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံမှာသမ္မတဦးသိန်းစင်အပါအဝင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူအဦးရှိမန်မြို့သားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြတ်စတဲ့ပုံကိုယ်တွေနဲ့လည်းတရားစီတွေ့ဆုံမှုတွေရှိခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးတော့ဥတွဲသတင်းစာရှင်းလင်းပွဲတရက်ကိုလည်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မစ္စတာအိုဘားမားမြန်မာနိုင်ငံကနေမထွက်ခွာခင်ရန်ကုန်တက္ကသိုလ်ဘွယ်နှင်းသပင်ခန်းမတယ်မှာတော့တမိုင်းဝင်မိန်ကွန်းတရက်ကိုလူမှုအခြေပြုအဖွဲ့အစည်းတွေရဲ့ကောင်းဆောင်တွေကိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့ကျင်းပနေတဲ့20ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဘွယ်ကိုတက်ရောက်ဖို့မြန်မာနိုင်ငံကနေပြီးတော့ပြန်လည်ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။ကျွန်တော်ဖုံးမြတ်ပါခင်ဗျာ။ စီဘောကုသန်းဝန်ကြီးဌာနကဥဆောင်တဲ့မိုဘိုင်းတင်းတွေနဲ့တရားမဝင်အကောက်ခွန်မဲ့တင်သွင်းလာတဲ့ကုန်စည်တွေကိုစစ်ဆေးဖော်ထုတ်နေရမှာတေးမြမနယ်ဆက်မူဆယ်မှာတေးနိုင်ငံလုတ်အထယ်လေးနဲ့လက်စစ်ပစ္စည်းတွေကိုအများဆုံးဖမ်းမိနေကြောင်းစီဘောကုသန်းဝန်ကြီးဌာနလက်ထောက်ညွှန်ကြားရမှုဥမြင့်ဦးက DPP ကိုပြောပါတယ်တေးနိုင်ငံလုတ်မုံမျိုးစုံအချိုရီနဲ့ပြည်ပေါ်ကလေးလည်းပါဝင်ပြီးတော့နယ်ဆက်ကုန်သွယ်ရေးသွန်းကုန်စခန်းမှာလုံထုံးလုံနေတဲ့အညီသွန်းကုန်လျှောက်တာအခွန်ဆောင်လာနဲ့ဒိုင်းရိုက်တာတွေလုဆောင်နေကြောင်းပြောပါတယ် ဖန်စီရမိတဲ့အိတ်ခဲကြသားနဲ့ငွေမြူထွက်ပစ္စည်းကီလို9လောက်ကိုတော့ချက်ချင်းမိရှုဖြစ်စီလိုက်တယ်လို့လဲဆိုပါတယ်စီဂျိုယောဂါကြောင့်ဆယ်ဆက်ကမှလူတူးနှုံတည်ဆုံနေတယ်လို့မန္တလေးမှာကျင်းပတဲ့ကမ္ဘာစီဂျိုသွေးဂျိုကာဝယ်ထိန်းသိမ်းနေခန်းလာမှာကြေကြလိုက်ပါတယ်ဒေါက်ခင်မင်းစောဒီသတင်းပေးပို့ထားပါတယ်ခင်ဗျာမန္တလေးမြို့ 32လမ်း82လမ်းနဲ့80လမ်းလမ်းကြားမှာရှိတဲ့မြန်မာနိုင်ငံဆရာမများအသင်းမှာနိုဝင်ဘာလ14ရက်နေ့ကကမ္ဘာစည်းကြိုအတွေ့အကြုံကာကွယ်ထိန်းသိမ်းရေးနေ့ခမ်းနားကျင်းပခဲ့ပါတယ်ဒီပွဲကိုမန္တလေးတိုင်းဒေသကြီးကမြန်မာနိုင်ငံဆရာဝန်အသင်းနဲ့စီးရွှေသွေးကြိုပညာရှင်တွေပူးပေါင်းကျင်းပတာပါ။ဒီစီးကြိုရောလား ဖြစ်ပါတယ်လုပ်ကြည့်တာဒူးသိဘူးဟိုအောက်ဆက်နာစီကျူယောဂကိုကာဝယ်ကုသလို့ရတယ်ကာဝယ်လို့ရတယ်ကုသလို့ရတယ်ဖြစ်လာရင်ဘယ်လိုနဲ့လုပ်လို့ရလဲဆိုတာဒီတွေသိစေခြင်းကိုကျွန်တော်တို့ကနေအောင်လုပ်ဖို့အဒီနေ့ရဆောင်းဖို့ကတော့ငူငယ်တွေကိုကျွန်တော်ကအဓိကဦးတည်ရအောင်နော် diabetes product အောင်ဖြူရဆိုတာနော်စီစီကျူကျူကာဝယ်ဖို့ငူငယ်များကိုပညာပေးဖို့နော် ခမ်းအနားမှာမလေးတိုင်းဒေသကြီးမြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌပမောက္ခဒေါက်တာဦးသိလွင်ကအဖွင့်အမှားစကားပြောကြားပြီးပမောက္ခဒေါက်တာဦးအောင်ကြီးကစီးကျွသွေးကျွယောဂနဲ့ပတ်သက်တဲ့တည်ကောင်းစရာတွေကိုဟောပြောဆွေးနွေးပါတယ်ပြန်လာတော့လည်းဆိုသူ့လိုစီးကျူရတိကြတဲ့ကောင်မှဒီလိုမှကြာပြီးတော့စီးရမှမကြည့်မပြရတော့ဘူးဒါတော့သူ့ကနားမလည်လို့ဒါကိုအရေးတူလို့ပဲဒေသတော့သူ့ကျူဝစားတယ်ပြင်းများလိုက်စီးရပါလားပြင်းများလိုက်စီးရပါလေ ဆုံးဖြစ်တော့ရှိရမှာပါတယ်ဟုတ်ကဲ့ကဘာပေါ်မှာစီချိုသွေးချိုယောဂရှင်ပေါင်း246တန်းရှိနေပြီးစီချိုသွေးချိုယောဂကြောင့်ဆယ်စက္ကန့်တိုင်းမှာလူတဦးနှုန်းသေဆုံးနေတယ်လို့သတိပေးဟောပြောသွားပါတယ်။ဒီနေ့ဆောင်မုတ်ကတော့စီချိုသွေးချိုကာကွယ်ရေးလူငယ်များကိုပညာပေးဖြစ်ပါတယ်။ကျမခင်မင်းဆိုပါရှင်။ ။နိုဘာလ၁၉ရက်နေ့ညတကောင်ရံလောက်မှာမန္တလေးတိုင်းတပိတ်ချင်းမြို့ရဲ့မြောက်အရှိမြောက်ဖက်၁၆မိုင်ခန့်အကွာကိုဗိုလ်ပြုပြီးတော့ရစ်ချာဒါစကေး၅.၃ဆင့်ရှိတဲ့အင်အားအသင့်တင့်မြင်းကလေးတစ်ခုလှုပ်ခတ်သွားကြောင်းဝိလူဒါနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။ငလင်လှုပ်ခတ်တာနဲ့ပတ်သက်လို့တပိတ်ချင်းရစကန်ကတာဝန်ရှိသူတူကိုမေးမြန်းရမှာတော့ည၁၂နာရီလောက်မှာငလင်လှုပ်ခတ်ကြောင်းနဲ့အပြည့်အစုံတရားမရှိဘူးလို့လည်း DPP ကိုပြောပါတယ်ခင်ဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းနန်းခမ်းမြို့ဇေယသူကဘုန်းတော်ကြီးတင်ပညာရေးကျောင်းဝင်းတို့မှတီတကူစကုဒါနာမျက်စိစေယုံကြီးကိုနိုမာ၁၄ရက်နေ့ကဖွင့်လှစ်လိုက်ပါတယ်ဒေါက်ခင်မင်းစောဒီသတင်းပေးပို့ထားပါတယ်ခင်ဗျာတီရကူဗုဒ္ဓတက္ကသိုလ်အဓိပတိအက္ခမဟာပဏိတာဒေါက်တာအရှင်ညာနေတရရဲ့လမ်းညွှန်မှုနဲ့တီရကူစကုဒါနာမျက်စိစေယုံကြီးကိုဖွင့်လှစ်ခဲ့တာပါလေးရေးဆိုင်ကလေးဖွင့်ပြီးတော့ပြည်စည်းတွေကိုစောင့်ရှောက်ပေးထားရမှာဖြစ်ပါတယ် ဲ့ဒါဘာလို့လဲဆိုလို့ရှိရင် reservation ပေါ့နော် maintain နဲ့ reservation reservation ဆိုတာကမပြောင်းမပြောင်းရအောင်အားလုံးဝိုင်းဝန်းဆောင်ချက်ဖို့စနေနေ့ကတိကျတဲ့ခိုင်မာကြည့်လိုက်တဲ့ comedy တရားပစီတာဖို့လိုပါဘာသာမင်းကလည်း maintain နဲ့အားလုံးပြည့်စုံကိုပြည့်စုံရတဲ့ fun ball အမှန်တရားငွေပင်စနစ်တကျစိုက်ပြုတ်ထားရှိဖို့လိုပါလေ။နောက်တစ်ခုကတော့ဘာလုပ်လဲဆိုလို့ရှိရင်မျိုးရဲ့မျိုးတွေကဆရာဝန်ဆရာမများရှမ်းပြည်မြောက်ပိုင်းကမျက်စိဝေနာရှင်တွေအတွက်လမ်းမဆက်တဲ့ရေးအခက်ခဲနဲ့ငွေကြေးအခက်ခဲတွေကြောင့်ခုတဖို့အခက်တွေ့နေတာတွေကိုဖြေရှင်းပေးတဲ့အနေနဲ့အခုလိုဖွင့်လှစ်ခဲ့တာလို့တည်တကူဆရာတော်ကမိန့်ကြားပါတယ်။ ဟုတ်လို့ကျွန်တော်တို့တစ်ခါမျိုးနဲ့မှာဘဝသမိုင်းမယိုင်းစီရုံပေါ့နော်ကျွန်တော်ဒီမျက်စိရဲ့တခုဆေးရုံကိုလာပြီးတော့ဖိဖြစ်တဲ့အောင်ကျွန်တော်တို့မာနမြို့မြို့သားကိုစားပေါ့နော်ကျွန်တော်အားကြီးပေါ့ပဲဟုတ်လားပါအဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီမြို့မြို့သားကိုခက်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 နဲ့ရံမားလေးကိုသွားရောက်ပါရယ်တဲ့တောက်ကိုကျွန်တော်ဒီမှာလာဖိလာတဲ့ဆေးရုံကိုလာကျွန်တော်အားကြီးပဲမြို့တင်ပါတယ် ဖွင့်ဝဲနေမှာပဲနမ်ခမ်းမျိုးနဲ့အနီးအနားပတ်ဝန်းကျင်ဒေသကမျက်စီဝေးနာရှင်တွေကိုခွဲစိတ်ကူတာပေးခဲ့ပါတယ်။ကျမခင်မင်းစောပါရှင်။ပြည်နယ်စိုးရွားတွေအနေနဲ့သက်ဆိုင်ရာပြည်နယ်ရဲ့နေထူးနေမြတ်နေတွေကိုတရားဝင်ရုံးပေးရဲ့အဖြစ်သတ်မှတ်ပေးနိုင်မှု ရှိနေပါတယ်။ရိုမာ15နှစ်ကပြုလုပ်ထားတဲ့ပြည်သူ့လွတ်တော်မှာဟာခါမဲဆန္ဒနယ်ကဥမ္မမောင်တင်သွင်းတဲ့ပြည်နယ်စိုးရွားတွေရဲ့ရုံးပိတ်ရဲ့တတ်မှတ်နိုင်ရေးအဆိုကိုပြည်အောင်စုစိုးရွားကအကြောင်းကြားပေးမှဖြစ်တဲ့အတွက်ပြည်နယ် နေလူနေမြတ်တွေရုံးပိတ်ရဲ့ဖြစ်တရားဝင်တမတ်ဖို့အတွက်လမ်းမောသွားတာဖြစ်ပါလေဒီဆိုကိုပဲအမျိုးသားလွတ်တော်မှာဆွေးနွေးစဉ်ကတမန်ရုံးဝန်ကြီးကလက်မခံတဲ့အတွက်အဆိုရှုံးနေခဲ့မှုပါလေအိန္ဒိယနိုင်ငံကကဘာကျော်စာရေးဆရာကြီးမစ္စတာအမီဒက်ဂို့စ်နဲ့မန္တလေးကစာပေအဖွဲ့အစည်းနဲ့ရှိပီတာဟိုတယ်က ခမ်းမမှာတွေ့ဆုံခဲ့ကြပါလေဒေါခင်ယူပါဒီသတင်းပေးပို့ထားပါတယ်ခင်ဗျာ 19ရာစုကမန္တလေးမြို့ကိုအခြေခံပြီး The Glass Place စာအုပ်ကိုရေးသားခဲ့တဲ့ကဘာကျော်စာရေးဆရာကြီး Mr. Amir Kushin နဲ့မန္တလေးမြို့ကစပ်ပေအဖွဲ့အစည်းတွေနိုဝင်ဘာလ18ရက်နေ့ကတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ And I found it very moving to imagine that they were ဒီစာအုပ်ကိုစာရေးဆရာနေဝင်းမြင့်ကရေးကန်တာကြားတိုင်းအေးအမီနဲ့မြန်မာဘာသာပြန်ဆိုခဲ့ပြီး2010ခုနှစ်ကဘာသာပြန်ရတာအမျိုးသားစာပေစုကိုရရှိခဲ့ပါတယ်။ စကောရစုမန္တလေးမြို့ကိုအခြေခံပြီးရေးသားထားတဲ့ဘာသာပြန်တီဝိထုရှိကြီးကိုအခန်းဆက်တွေနဲ့မဂ္ဂဇင်းတွေမှာလည်းဖော်ပြခဲ့ပါတယ်သမားရေကျွန်တော်ရဲ့ business ဆိုးချင်နေတာမင်းတို့မင်းသားများဟာလက်ရှိအားဖြင့်သိပ္ပံတဲ့လူသားမဖြစ်နိုင်ပါဘူးသူတန်သိမှုရဲ့အခြေအနေဖြစ်ပါတယ် ေရှင်ကာလကိုကျွန်တော်များလည်းဆန်းစားပြီးတော့ဒီလိုစုဖတ်ပါတယ်ပြေဆုံးပွဲအတွင်းဒီဝိထုရှိအကြောင်းကိုအဓိကထားပြောဆိုခဲ့ကြပြီးစာရေးဆရာတွေပညာရှင်တွေနဲ့စာပေလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေဆရာဆရာမတွေစိတ်ပါဝင်စားသူတွေတက်ရောက်ခဲ့ကြပါတယ်။အတန်းအလုံးပုံပေါင်းဖြစ်နောက်ဆုံးထားတဲ့အတန်းကြီးရောင်းလို့ဒီနေ့ပါအောင်ပြန်ကြပါလိမ့်မယ်။ဒီကြားက ်ကိုဘယ်လိုပေါ်လဲဆိုတာအားလုံးတွေ့ပုံမှာဆိုတော့သူစုရဲ့မမောင်ကြီးကလက်ဆောင်ပေါ်မှာပေါ်တာပါဒီနားတော့ဒီမှာသူတို့တော့လည်းသူမျိုးတော်ကတော့သူ့ရဲ့ဘယ်လိုပေါ်လဲဆိုတာအားသူတို့ကအားမကြီးပါဘူးအဲ့တော့ဘုံတို့ကြီးကလည်းပေါ်လဲဒီကနေ့ ံသမီးကိုသိရမယ်ပြီးတော့ဒီမှာတန်းနေလို့ပါတယ်ဒီမှာပါတဲ့အမကြီးချဲ့လို့သူ့ရဲ့ကျိုးနဲ့ချင်းတွေကနားဖြစ်မှာစိနေတယ်အဲ့ဒါကြီးကိုသာမန်တဲ့ကျိုးသားအားထုတ်လာဒီမှာပါတယ်ဒီတိတ်ဆုံးဘွယ်ကိုမန္တလေးကအိန္ဒိယကောင်စစ်ဝင်ချုပ်ရုံးနဲ့မန္တလေးငါးမြို့နယ်ကမြန်မာနိုင်ငံဆိုင်ဆရာများအသင်းကပူးပေါင်းကူညီခဲ့ကြတာဖြစ်ပါတယ်။ဒီမှာခင်ပါပါရှင်။ တရင်းနိုင်တိုင်းကုန်စည်ပြပွဲနဲ့အထူးဇေယောင်းပွဲတော်ကိုဒဝယ်မြို့မှာကျင်းပသွားပါတယ်။ဥမောင်တူဒီသတင်းတင်ဆက်ထားပါတယ်ခင်ဗျာ။ဒဝယ်မြို့ချိုးဝဲတီရိအားကစားကွင်းမှာကုန်စည်ပြပွဲပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပါရှင်မာဂရိတ်ကွန်မင်းလီမိတ်တက်မှစူးစီးခြင်းမှသော2012ခုနှစ်အဆင့်မြင့်ဒဝဲဒီသားအတွက်အဝတ်ထည်ဒီအသုံးဆောင်နေတဲ့စားတောက်ဂုံတွေကိုပြသရောင်းချနေပါတယ်။ ်ကနေတဲ့ကိုစမှတ်ကြတယ် ုံစီပြပွဲနဲ့ဇေယောင်းပွဲတွေကိုအခုလ16ရက်နေ့ကနေ20ရက်နေ့ထိကျင်းပနေတာလည်းဖြစ်ပါတယ်ကျွန်တော်မောင်တူပါ